thank uh you -huh. မင်္ဂလာပါရှင်ခစ်သစ် news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်မြမအရေးဖြေရှင်ရာမစစ်ကောင်စီရဲ့ရွှေကောက်ပွဲကအာဆီယံရဲ့ဦးစားပေးမဟုတ်ပဲရွှေကောက်ပွဲကြောင့်ပဋိပက္ခအခြေအနေပိုဆိုးလာနိုင်မယ်လို့မလေးရှားနိုင်ငံဆိုင်ဝင်ကြီးတတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်အာဏာသိမ်းထားတဲ့မြန်မာမှာနှစ်ဖက်ဖြစ်ပွားနေတဲ့နိုင်ငံပြည်ထနာရီနဲ့ပဋိပက္ခရီကိုဖြေရှင်ရာမစစ်ကောင်စီရဲ့ရွှေကောက်ပွဲကအာဆီယံရဲ့ဦးစားပေးမဟုတ်ပဲရွှေကောက်ပွဲကြောင့်ပဋိပက္ခအခြေအနေပိုဆိုးလာနိုင်တယ်လို့မလေးရှားနိုင်ငံဝင်ကြီးကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပါတယ်စစ်က ောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲကအာဆီယံဥစားပြီးအရေးကိစ္စမဟုတ်ကြောင်းရွှေကောက်ပွဲကနိုင်ငံတကာမှာအမှန်တရားကိုဖုံးကွယ်ရန်လုပ်နေတဲ့အပြင်အဆင်တစ်ခုတည်းလုံးဝအထိပ္ပယ်မရှိကြောင်းရွှေကောက်ပွဲကြောင့်ပဋိပက္ခအခြေအနေပိုဆိုးလာနိုင်ကြောင်းမြမအရေးဖြစ်ရှင်းရမှာအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝအကောင့်ထဲပေါ်ဝတ်တာဖြစ်ကြောင်း၎င်းကပြောဆိုပါရယ် ရွှေကပွဲကအာဆီယံအတွက်ဦးစားပေးအရေးမဟုတ်ပါဘူး။ဒါကတကယ်ပဲနိုင်ငံတကာရဲ့မျက်စိရှိမှဖုံးကွယ်ဖို့အတွက်အပြင်အဆင်လောက်တာတစ်ခုပဲဖြစ်ရင်တော့အိပ်ပဲမရှိဘူး။ရွှေကပွဲကအခြေအနေကိုပိုဆိုးလာနိုင်စေပါတယ်။စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောဆိုပါတယ်။အာဆီယံအနေနဲ့စစ်ကောင်စီထံကိုရှင်းလင်းပြတ်သားတီးကြတဲ့သတင်းစကားပေးပို့ထားပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပို့ပြီးမှသာလျှင်ရွှေကပွဲနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေလှုပ်ဆောင်အောင်မှာကို ောဆိုထားတာဖြစ်ကြောင်းအားလုံးပါဝင်တဲ့ညီနိုင်မှုလုပ်ငန်းစဉ်အောင်ပြင်မိပါတာမြန်မာနိုင်ငံကစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတည်ရဖွဲ့စည်းနိုင်မှာဖြစ်ကြောင်း၎င်းကဆိုပါတယ်မြမရည်ဖြည့်ရှင်ရေးမှာမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်တအုပ်ကို၃နှစ်တတန်းအတွင်းအမြဲတမ်းခံဖို့အဆုတ်ပြုချက်နဲ့ဆက်လင်းပြီးအာဆီယံဖွဲ့အတွင်းသဘောတူညီမှုရရှိထားကြောင်းသိရပါတယ်မြမအရှိပြဿနာကမြန်မာနိုင်ငံတစ်ခုတည်းရဲ့ပြည်ရင်းပြဿနာမဟုတ်တော့ဘဲဒေသရင်းပြဿနာဖြစ်လာနေကြောင်းအထူးသဖြင့်မြန်မာနိုင်ငံမှာနေဆက်ဖြတ်ကျော်ရာဇဝတ်မှုများငွေကြေးခွာချမှုများတားဖြတ် လိမ်နေမှုတွေကြောင့်ဒေသတွေပြဿနာဖြစ်လာကြောင်းမလေးရှားတနိုင်ငံတွေကမြန်မာနိုင်ငံမှာရိုဟင်ဂျာဒုက္ခသည်သင်းကျော်ကိုလက်ခံထားကြောင်း၎င်းကဆိုပါတယ်ဆလဘီမုံရွာမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင်ကိုတရားခုနှစ်မမရှော့တိုက်တုံးတွင်လည်းပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုရှိနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုတရားခုနှစ်မမရှော့တိုက်တုံးတွင်လည်းတိုက်ခိုက်ခဲ့ရာခြာလုံးကြောင်ရပောက်ကွက်ပြီးစစ်ကောင်စီတပ်သားများထိခိုက်တိုက်စုံ ပြက်စီးမှုရှိနိုင်ကြောင်းတာဝန်ရှိသူတအုပ်ကပြောပါရယ်မေလ25ရက်နေ့ညနေ6:49မိနစ်ချိန်မုံရွာမြို့ခြေဆိုင်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းကို100မမရှော့ဒိုက်တုံ9လုံးပစ်ခတ်ရာ6လုံးကိုအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီးရှော့ဒိုက်တုံများထိရောက်ပောက်ကွဲမှုကြောင်းနာမခအတွင်းမှာချက်ချင်းတံပြန်ပစ်ခတ်မှုတွေရှိခဲ့ကြောင်းနာမခအတွင်းထိခိုက်မှုတွေရှိနိုင်ပြီးအသေးစိတ်သိရှိနိုင်ဖို့စုံစမ်းနေဆဲဖြစ်ကြောင်းသိရပါရယ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းဘယ်နေရာမှာမှလုံခြုံမှုမရှိစေရဘူးလို့ပြောကြမှာတယ်လို့ BWM မှာတာဝန်ရှိသူတဦးကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကို BWM No More Distortion NMD နဲ့ Shadow မုံရွာဖွဲ့တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေမြေကန်နေဖြစ်တဲ့ရန်ကြီးအောင်ဖွဲ့ဘူဒလင်မိုဘိုင်းတင်ဖွဲ့နေမြေကန်ပါကဖာရွှေတရိကန်မဟာမိတ်တရင် Justice Brother 4ဖွဲ့တို့ကတိုက်နိုင်တဲ့အခက်ကဏ္ဍတွေမှာဝိုင်းဝန်းကူညီပေးခဲ့ကြောင်းသိရပါတယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့ရှိစစ်ကောင်စီရဲ့တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့တွေကိုအ धिक အမိန်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုပ်ဖြစ်ပြီး၎င်းဒေသတွေရှိတော်လိုင်းအင်အားစုတွေအတွက်ကိုအ धिक တိုက်ခိုက်နေတဲ့စစ်ဌာနချုပ်ဖြစ်တယ်လို့ဆိုပါတယ်။ဒါပြီးအညာဒေသပြည်သူများကိုအ धिक ဒုက္ခပေးနေတဲ့စက်တက်လီဒီများကိုအ धिक တူလောင်ထားရှိတဲ့စစ်ကောင်စီဌာနချုပ်ဖြစ်တဲ့အပြင်အိုးထိန်ကွင်းရွာလေကြောင်းပုံချစ်မှုကိစ္စပါဝင်အညာဒေသကိုလေကြောင်းတိုက်ခိုက်မှုနဲ့အရက်သားပြည်သူများကိုတပ်ဖြတ်မှုများအတွက်အ धिक အကျိုး က္ကံချက်လည်းကုတ်ကဲနေတဲ့စစ်ဌာနချုပ်တစ်ခုလည်းဖြစ်တာကြောင့် PWN နဲ့မဟာမိတ်ဖွဲ့တွေက PWN ရဲ့ machine 39ဖြင့်ဖော်ဆောင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အတည်ပြုထားကြောင်းဖော်ပြပါရှိပါတယ်ရှင်။ နေပြည်တော်နဲ့နီးကပ်တော့ပင်လောင်မြို့နယ်စောင်းပြောင်းချင်းရွာနီးမှာတိုက်ပွဲများဇာတိုင်ဖြစ်နေပြီးပြည်သူထောင်ချီထွက်ပြေးနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်နဲ့နီးကပ်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းချင်းရွာနီးမှာတိုက်ပွဲများဇာတိုင်ဖြစ်ပွားနေပြီးပြည်သူထောင်ချီထွက်ပြေးနေရကြောင်းဒေသခံပြည်သူများနဲ့စစ်ရေးတရင်အရင်မြစ်တချို့ကပြောပါရယ်။မေလ18ရက်နေ့ကစတင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းချင်းရွာနီးမှာတိုက်ပွဲများဇာတိုင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းအဲဒီနောက်ဇာတိုင်ဆိုသလိုတိုက်ပွဲများဖြစ်ပွားလိုက်နားလိုက်နေနေစဉ်ရက်ဆက်ဖြစ်ပေါ် ွားလျက်ရှိကြောင်းကရင်နီ KNDF တပ်များနှင့်စစ်တပ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါသည်။ တိုက်ပွဲများအတွင်းစစ်တပ်နဲ့ PNO ကိစ္စကန်တချို့ကိုသိမ်းပိုင်ရရှိပြီး PNO စစ်သားတချို့ကိုလည်းအရှင်ဖမ်းဆီးရရှိမှုတွေရှိကြောင်းစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကအပြင်းထန်ခုခံနေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကလည်းစက်တိုက်လုံဆောင်နေရရှိကြောင်းသိရပါတယ်။အခုစောင်းပြောင်းမှဖြစ်လာတဲ့တိုက်ပွဲတွေကတော်လိုင်းတပ်တွေကထိုးစစ်ဆင်လာတာလို့ပြောရမယ်။ပင်လောင်းလိုက်ကောလမ်းနဲ့ပင်လောင်းနေပြီးတော့တော်လိုင်းတပ်တွေကစပြီး စစ်စမ်းနဲ့သဘောတွေ့ရတယ်အခုတည်းတလောက်တော့ဒေါ်လိုင်းတက်တွေကစကန်းသိန်းနာရီရှိတယ် PNO စစ်သားတွေကိုဖမ်းမိတာတွေလည်းရှိတယ်လို့ဒေတာတရေအရင်မြစ်တွေကပြောပါတယ်ရှမ်းပြည်နယ်ပင်လောင်းမြို့နယ်ကနေပြည်တော်ကိုတိုက်ရိုက်သွားရောက်နိုင်တဲ့အချက်အချာအစီအရာအရေးပါတဲ့မြို့နယ်တစ်ခုဖြစ်ပြီးအဲ့ဒီနေရာကိုဒေါ်လိုင်းတက်ဖွဲ့တွေကနေမြေစုမိုးရင်ရရှိဖို့တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဒေတာတရေအရင်မြစ်တွေကသုံးသပ်ပြောဆိုပါတယ်အဇမ်ဘတ်စစ်ကောင်စီတပ်ကတိုက်ပွဲများပြင်းထန်လာပြီးစစ်တပ်အထိနာလာချိန်ပို့အိုဂျီရွာတွေကိုပုံကျဲတိုက်ခိုက်ခြင်းလို့လှောက်ဆောင်ခဲ့ပြီးဒေါ်လိုင်းတက်တွေကလှော ဆောင်နေလို့ဆက်ဆွဲပြောဆိုမှုတွေကိုလည်းတောက်လျှောက်ဆိုသလိုလှုပ်ဆောင်လာကြောင်းသိရပါတယ်။ပို့ဥရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲနေတာမိရှုနေတာတွေကို PNO အရာရှိတွေကဘာမှမပြောရဲဘူး။ပြီးတော့ပို့ဥပြည်သူတွေကိုပြောင်းလဲနေသေးတယ်။အကြမ်းဖက်သမားတွေကမိရှုရဲဆိုပြီးတော့အဲ့ဒီလိုပဲပို့ဥနဲ့ကရင်နီသွေးခွဲနေတာပို့ဥပြည်သူတွေအရန်အားတွေလို့ထင်နေတော့မဲ့လို့ဒေသခံပြည်သူတအုပ်ကဆိုပါတယ်။ပင်လောင်မြို့နယ်မှာမေလ18ရက်နေ့မှမေလ26ရက်နေ့ထိဇက်တိုက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ပင်လောင်မြို့နယ်စောင်းပြောင်းဒေသမှာပြည်သူထောင်ချီပြီး စစ်ဘေးတိမ်းရှောင်နေရကြောင်းတောင်ရဆိုင်ပြိုးကျင်းဖြစ်တော်လဲပြည်သူများမှစစ်ဘေးရှောင်နေရကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စည်ရေးနိုင်ငံရေးပန်းတိုင်ရရှိဖို့မွန်လက်နက်ကင်တပ်များအားလုံးပေါင်းစည်းရလိုအပ်တယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ပြန်ရေး NMSBAD နဲ့မွန်ပြည်လူမျိုးရေးတပ်တော် MLA ပူးပေါင်းပြီးရမညမွန်တပ်တော် RMA ဖွဲ့စည်းမှုကအပြုသဘောဆောင်တဲ့တိုးတက်မှုဖြစ်တယ်လို့ယူဆကြောင်းမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကထုတ်ပြန်ပြီး MSFC လက်အောက်ရှိတပ်များနဲ့မဟာမိတ်တပ်များရမညတပ်တော်နဲ့တူစစ်အာဏာရှင်စနစ်ကိုတိုက်ခိုက်ရမှာပူးပေါင်းဆောင်ရွက်မယ်လို့ထုတ် ်ပြန်ပါတယ်မေလ24ရက်မှာ NMSB 80နဲ့ MLA တို့ပေါင်းစည်းမှုကြီးညာချက်ပေါ် MSFC ကအခုလိုသဘောထား ဖော်ပြခဲ့တာဖြစ်ပြီး၎င်းတို့အနေနဲ့တခုတည်းသောမွန်တက်တော်ဖြစ်စေ၏အယူအဆကိုလုံးဝလက်ခံထားကြောင်းထုတ်ပြန်ပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ကြီးညာချက်ပြောရေးဆိုခွင့်ရှိသူဒေါက်တာသီရီမွန်ချန်ကမွန်တက်တခုတည်းအဖြစ်မပေါင်းနိုင်ပါကစိန်ခေါ်မှုများစွာရှိနေလို့ပြောပါတယ်။မွန်လက်နက်ကင်တပ်ဖွဲ့တွေအားလုံးပါဝင်တဲ့တခုတည်းသောမွန်တက်တော်တခုဖြစ်မပေါင်းစည်းနိုင်ရင်မိမိတို့ရှိမှန်းထားတဲ့နိုင်ငံရေးစီရင်ရှိမှန်းချက်တွေဘလို့မှအောင်မြင်နိုင်မှာမဟုတ်ဘူး။ဒီပုံရံသူကိုတိုက်ခိုက်တဲ့နေရာမှာကြတော့ကျင်းလစ်ခိုင်မာတဲ့နိုင်ငံရေးစီရင်တပ်ပေါင်းစုပုံစံလိုမျိုးစု ဖွဲ့ပြီးတော့အတူတကွတိုက်ပွဲဝင်ကြမှာသာမိမိတို့ရှိမှန်းထားတဲ့နိုင်ငံရေးစင်ရေးပန်းတိုင်တွေရရှိမှာဖြစ်တယ်လို့ဒေါက်တာတီရီမွန်ချန်ကပြောပါတယ်။ ဒါကြောင့်မော်လက်နှကိုင်တက်တွေဖြစ်တဲ့ NMSBAD MLE မွန်ပြည်တော်လိုင်းတက် MSRF မွန်ပြည်ကာကွယ်ရေးတက် MSDF တို့အခုနှစ်ဇန်နဝါရီလကဖွဲ့စည်းခဲ့တဲ့ရှာမညစစ်ကြောင်းနဲ့တကွာတခုတည်းသောတက်တော်ပေါ်ပေါဖို့အတွက်လိုအပ်တဲ့လုပ်ငန်းတွေကိုကိုယ်စွမ်းညံစွမ်းရှိသမျှအကောင့်ထည့်ဖော်ခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့ပူးပေါင်းရာမှာ MSFC မှာရှိတဲ့တော်လိုင်းအင်အားစုများနဲ့ပြည်နယ်မှာအင်အားစုများလိုလားနေတဲ့ညီညွတ်ရေးကိုအဓိကဦးစားပေးတဲ့အတူတကွာပူးပေါင်းဆောင်ရွက်မှုပုံစံတည်တာလဲအသင့်တော်ဆုံးဖြစ်တယ်လို့ MSFC ကသဘော ါ်တာဖော်ပြပါရယ်အခုနှစ်မလ22ရက်မှာပြည်နယ်ဖက်ဒရယ်ယူနစ်ပေါ်ပါဖို့အတွက် NMSBAD နဲ့နိုင်ငံရေးဆွေးနွေးမှုတွေရာအတူတကွပူးပေါင်းခြင်းတဲ့ NMSBAD တဖွဲ့တွေအောက်ကိုတွားရောက်ပူးပေါင်းခြင်းကိုသာတင်ပြတာကြောင့်နိုင်ငံရေးရာ MSFC မှာတက်ပေါင်းစုပုံစံပြည်နယ်ယူနစ်ပုံစံဖြစ်နေတာကြောင့်ပူးပေါင်းဆောင်ရွက်ရေးမှာမအောင်မြင်ခဲ့တာလို့အတည်ပြုထားပါရယ် NMSBAD ရဲ့ကမ်းလှမ်းချက်ကို MSFC လက်အောက်ခံတဲ့မဟာမိတ်တပ်တွေကလက်မခံခဲ့ဘူးလို့ပြောပါရယ်လက်မခံခြင်းရဲ့အဓိက အကြောင်းရင်းကအရင်ကတက်လီတက်မှာရှာမညာမွန်တက်တော်ဖြစ်ပေါင်းစီနိုင်ဖို့တက်လီတက်ကိုနိုင်ငံရေးစီရင်ဥဆောင်မှုပေးနေကြတဲ့နိုင်ငံရေးစီရင်ဥဆောင်ကော်မတီတွေတခုတည်းသောတက်ဖြစ်ဒီတက်တွေကိုနိုင်ငံရေးစီရင်ရဥဆောင်ပေးရမယ်ဥဆောင်ကော်မတီဖွဲ့စည်းဖို့လိုမယ်။မွန်ပြည်သစ်ပါတီကဲ့သို့ AD ကဲ့သို့ပါတီတခုရဲ့ဥဆောင်မှုအောက်မှာနိုင်ငံရေးစီရင်ကိုထားထားရင်နိုင်ငံရေးစီရင်အပြောင်းလဲတခုခုကြောင့်ဒီနိုင်ငံရေးပါတီရဲ့နိုင်ငံရေးဆုံးဖြတ်ချက်တခုမှားသွားရင်ဘသူကမှနိုင်ငံရေးထိန်းချုပ်မှုမလုပ်ပေးနိုင်တော့ဘူးလို့ဒေါက်တာတီတီမွန်ချန်းကပြောပါတယ်။အတိတ်ကမွန်ဒေါ်လာရဲ့တမိုင် မှာ1948မှာလက်နက်ကင်တော်လှန်ခဲ့တဲ့မွန်ပြည်တပ်တော်ရဲ့နိုင်ငံရေးဆုံးဖြတ်ချက်မှာရွေးခဲ့မှုကြောင့်မော်လက်နက်ကင်အားလုံး1958မှာလက်နက်ချခဲ့တဲ့ဖြစ်စဉ်ရှိတယ်လို့ဒေါက်တာတီတီမွန်ချန်ကပြောပါတယ်။ဒါပေမဲ့စစ်အာဏာရှင်စနစ်နဲ့မြည်တိအာဏာရှင်စနစ်ကိုမစိုးတိုက်ဖြတ်သွားဖို့ဖက်ဒရယ်ပြည်ထောင်စုအတွင်းမွန်ပြည်ပေါ်ပေါက်ရေးကာကွယ်သွားဖို့စတဲ့ MSFC ရဲ့နိုင်ငံရေးရှိမှချက်တွေက NMSBAD ရဲ့နိုင်ငံရှိမှချက်များနဲ့များစွာတူညီနေတဲ့အတွက်ပူးပေါင်းဆောင်ရွက်ရည်နည်းလမ်းများကိုရှာဖွေသွားမယ်လို့မွန်ပြည်ဖက်ဒရယ်ကောင် စီကအတည်ပြုထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်